ပရိသတ်တို့ဗီဒီယိုထဲမှာမြင်နေရတာကတော့အေယာမမြင်းကြီးပဲဖြစ်ပါတယ်။ဒီမြင်းကြီးကိုဒရက်ဟော၊ကုံဆွဲမြင်းကြီးလို့ခေါ်ပါတယ်။နာမည်အတိုင်းဒီမြင်းကြီးကအလေးချိန်ပေါင်း1000လောက်ထိရှိတဲ့ပစ္စည်းတွေကုန်ပြီးတော့အလွယ်လေးတင်နိုင်တာပါ။အရွယ်စားကလည်းအလွန်ကြီးမားပြီးတာမန်ရင်းတွေထက်ကိုပလတ်ဆာ၄ပါးလောက်ထိထွားကြပါတယ်။သူတို့ကကမ္ဘာပေါ်မှာအတန်မာဆုံးသတ္တဝါတွေကတစ်မျိုးဖြစ်ပြီးတော့လူတွေနဲ့အတူတူနှစ်ပေါင်းများကြီးအတူရှိလာခဲ့တာပါ။ ။ခြေတုံးကတော့ဒီလိုကုံဆွဲမြင်းကြီးတွေကိုစစ်ပွဲအတွင်းရိခါတွေလက်နက်တွေတည်ယူပို့ဆောင်မှုတုံးခဲ့ကြတယ်လို့သိရပါတယ်။အရွယ်အစားအလွန်ကြီးပေမဲ့ဒီမြင်းကြီးတွေကတကယ်တော့ဝိဘောကြီးတွေပါ။သူတို့ကအင်မတန်ရင်ပါပြီးလူလဲကပ်ပါတယ်။အရွယ်အစားကြီးမှပြီးအလေးတွေတင်နိုင်နေဆိုပေမဲ့ဒီမြင်းကြီးတွေရဲ့ခြေထောက်ကတူတူလေးတွေပါ။ဒီခြေတို့လေးတွေကြောင့်သူတို့ကတာမန်မြင်းတွေလိုတော့အပြင်းမမြင်ကြပါဘူး။ ဒါကြောင့်မဲဒီမြင်းတွေကိုပြိုင်ပွဲတွေနဲ့လူတွေစီးနှင်းဖို့အသုံးမပြုခဲ့ကြပဲကုံတွေတဲ့ဖို့လဲတွေဆွဲဖို့အတွက်သာသုံးနေကြတာပါပြိတက်ကြီးတို့ရောအခုလိုအေယာမကုံဆွဲမြင်းကြီးတွေကိုတွေ့မှုကြပါသလားကွန်မန့်ထဲမှာရေးသားပေးခဲ့လို့ရပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်ဒီဗီဒီယိုထဲကလူကရွှေငါးတွေကိုအခုလိုညောင်းနေပြစ်ချနေပါတယ်ငါးတွေကလည်းနင်းနေတော့တော့မဟုတ်ပါဘူးသူကဘာကြောင့်အခုလိုလုပ်နေတာလဲတကယ်တော့ဒါကတာမန်ရွှေငါးတွေမဟုတ်ပါဘူး ဂျပန်နိုင်ငံရဲ့အထင်ကရခိုးဤငားလေးတွေပဲဖြစ်ပါတယ်။ဂျပန်ဆိုတာနည်းပညာဘလောက်ပဲတိုးတက်ပါစေတန်ရှင်းရင်းနဲ့အချိန်ပိုင်းမှာတော့အတော်လေးတင်းကျပ်တဲ့နိုင်ငံတစ်ခုပါ။ဘယ်နေရာကိုသွားသွားအမိုက်တွေပြန့်ကျင်းနေတာကိုတွေ့ရမှာမဟုတ်ပါဘူး။ရုပ်စွာအစုံညောင်ရည်တွေကတော့ရေတက်လို့ကြီးနေနေပါလိမ့်မယ်။ခိုးဤငားလေးတွေဆိုတာကတော့ဂျပန်နိုင်ငံရဲ့ကြီးနေနေတဲ့ရေမြောင်းလေးတွေထဲမှာနေထိုင်ကျဆားကြတဲ့ငားလေးတွေပဲဖြစ်ပါတယ်။ အမှန်တော့မြောင်းရည်ကြီးလေးနေလို့ခိုဤငါးလေးတွေပါနေထိုင်ကြစားကြတယ်ဆိုတာထက်ခိုဤငါးတွေရှိနေတာကြောင့်လားမြောင်းရည်ကကြီးလေးနေတာလို့ပြောရမှာပါ။ဒါကြောင့်လဲဆိုရင်ချစ်စရာကောင်းတဲ့ဒီငါးလေးတွေကမြောင်းနဲ့မှရှိတဲ့အငြိအကျေးတွေကိုပါစားသုံးပေးကြတာကြောင့်ပဲဖြစ်ပါတယ်။ဒါကြောင့်ဂျပန်နိုင်ငံမှာမြောင်းတွေကိုတန်ရှင်းကြည့်နေနေအောင်အခုလိုကိုအင်ငါးလေးတွေကိုမြောင်းတွေထဲထည့်ထားတတ်ကြပါတယ်။ပြိတက်ကြီးလို့ရောဒီလိုကိုအင်ငါးလေးတွေမွေးကျင်နေကြပြီလား။ဗီဒီယိုလေးကိုအဆုံးထိရှိပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။ 2024ခုနှစ်ဒီဇင်ဘာလ9ရက်နေ့တုန်းကတရုတ်နိုင်ငံဟဲနန်ပြည်နယ်ရှင်းရှယ်မြို့ကလေးထီးစီးတဲ့နေရာကိုအမျိုးသမီးတဦးရောက်လာခဲ့ပါတယ်။သူမကသူမရဲ့ခွေးလေးဝမ်တာမောင်းနဲ့အတူမိုးပေါ်မှာလေးထီးစီးဖို့ရောက်လာခဲ့တာပါ။ခွေးလေးဟာအတော်လေးညူရင်ပြီးတော့လေးထီးစီးဖို့အတွက်အမီးလေးတရုတ်လုံးနဲ့စိတ်လှုပ်ရှားနေခဲ့ပါတယ်။ဒါပေမဲ့ကြောက်ရွံ့နေတဲ့ပုံတော့လုံးဝမပေါ်ခဲ့ပါဘူး။တခင်ဖြစ်သူမိန်းကလေးဟာလည်းသူမရဲ့ခွေးလေးကိုလေးကြီးစီတာရဲ့အတွေ့အကြုံစိတ်လှုပ်ရှားမှုမျိုးရရှိခြင်းကိုအတူခေါ်လာခဲ့တာလို့ဆိုပါတယ်။ ခွင်းလေးနဲ့တခင်ဖြစ်သူစီးလာတဲ့ဒေဒီဟာတဖြည်းဖြည်းကောင်းငင်ရံကိုမြင့်တက်သွားခဲ့ပါပြီ။ခွင်းလေးရဲ့တခင်ကတော့ဒီခန်းစားချက်ဟာဟဲလီပေါ်တာကားတွေကတပြည့်စည်းမြန်စီးနေရတယ်လို့တောင်ထင်မိတယ်ဆိုပြီးတော့ပြောပြလာခဲ့ပါတယ်။သူတို့နှစ်ဦးရဲ့ဗီဒီယိုဟာဆိုရှယ်မီဒီယာပေါ်မှာမြန်မြန်ဆန်ဆန်ပြန့်နှံ့သွားခဲ့ပြီးတော့ကဘာတော်ဝန်ကတလေးဆန်ချစ်သူတွေရဲ့နှလုံးသားကိုသိမ့်ပိုက်နိုင်ခဲ့ပါတယ်။အားကြောင့်လဲဆိုရင်ကောင်းကင်ပေါ်မှာပြန်သန်းနေရတော့ကလည်းခွဲလေးဝန်တာမောက်ရဲ့မျက်နှာဟာပြုံးရွှင်နေခဲ့ပြီးတော့မြေပြင်ပေါ်ပြန်ဆင်းလာတဲ့အချိန်မှလည်းပျော်ရွှင်စွာခုန်ပေါက်ပြေးရွှားနေခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ တချို့လူတွေဆိုရင်သူတို့ရဲ့အိမ်မွေးတိရိစ္ဆာန်လေးတွေကိုလည်းဒီလိုမျိုးလေးသေးသေးကိုဖောက်သွားခြင်းနေကြပါပြီတိရိစ္ဆာန်ချစ်တတ်တဲ့ပိတ်သက်ကြီးတို့ရောအိမ်ကတိရိစ္ဆာန်လေးတွေနဲ့ဒီလိုမျိုးလေးသေးအတူတူစီးခြင်းနေကြပြီလားဆိုတာပြောပြပေးသွားကြပါအောင်နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်ရှင်